အားလုံးပဲမင်္ဂလာပါ Mr. Boy Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဒီဗီဒီယိုမှာဒီနေ့ချင်းတွေကို ပြန်လည်ကြိုဆိုရှင်းပြကြပါလေကတော့ Samsung ဖုန်းတွေမှာမြန်မာစာမမှန်တဲ့ပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းတွေကိုဒီဗီဒီယိုမှာဒီနေ့ချင်းတွေကို ပြန်လည်ကြိုပေးရမှာဖြစ်ပါတယ်ပြုလုပ်ပွင့်အတွက်ဖုန်းဆက်တယ်တော့ကျွန်တော်သွားပြလိုက်ပါပြီးရင်တော့ကျွန်တော်တို့ကပေါ်ဆွဲတင်ပြီးတော့မှကျွန်တော်ကဒီ language နေရာကိုသွားပြရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီမှာ လန်ဂွေ့နေရာကိုကျွန်တော်တော်ရွေးချက်ပေးရဖြစ်ပါတယ်လန်ဂွေ့နေရာရွေးချက်ပေးလိုက်ပါကျွန်တော်ရဲ့ဖုန်းမှာကြတော့ထရီစီမန်ချက်လို့ရေးထားတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာထရီစီမန်ချက်နေရာကိုဆက်နေပြီးတော့ပြရဖြစ်ပါတယ်ကျွန်တော်ဆက်နေပြီးတော့လိုက်ပါအဲ့နေရာမှာကျွန်တော်ကဘာသာစကားဆိုတဲ့နေရာကိုကျွန်တော်ပြရဖြစ်ပါတယ်အဲ့တော့ဒီဘာသာစကားဆိုတဲ့နေရာကိုချက်လေးကျွန်တော်နေပြလိုက်ပါပြီးရင်တော့ကျွန်တော်ဒီမှာဖုန်းမှာဆိုလို့ရှိရင်တော့ဒီမြန်မာစောကြီးဆိုတော့ရွေးချယ်ထားပေးရဖြစ်ပါတယ်ပေါ့နော်အဲ့တော့မြန်မာစောကြီးရွေးချယ်ထားလိုက်မှဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းက စာမှန်မှာမဟုတ်ပါဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ကဒီမြန်မာဆိုရှင်မရေးပဲနဲ့မှာမြန်မာယူနီကော့ကိုယူပေးရဖြစ်ပါတယ်ပေါ့နော်အဲဒီနေရာမှာမြန်မာယူနီကော့ကိုကျွန်တော်တို့ကတစ်ချက်ဒီမှာနှိပ်ပေးလိုက်ပါအဲဒီနေရာမှာမရှိဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမြန်မာဆိုရှင်ကော့ကိုထည့်ပို့ရတတ်ပါတော့ပေါ့နော်ကျွန်တော်ကဘာသာစကားထည့်ပါဆိုတဲ့နေရာကိုချက်နှိပ်ပြီးတော့မှသွားချပေးရဖြစ်ပါတယ်ပေါ့နော်အဲ့ဒီတော့ဒီမှာဘာသာစကားထည့်ပါလို့ဆိုတဲ့နေရာချက်နှိပ်ပေးသွားလိုက်ပါ ပြီးရင်တော့ဒီနေရာမှာကျွန်တော်က မြန်မာ Unicode ဆွဲဟောင်းကျော်ရှာရွေးချယ်ပြရဖြစ်ပါတယ်ဗောနော်အဲ့ဒီအတွက်ကျော်မြန်မာကောင်းရွေးချယ်ရွေးချယ်ပြရဖြစ်ပါတယ်ဗောနော်မြန်မာကျော်တော့ရှာလိုက်ပါကျော်တော့ဒီမှာရှာပြီးသားဖြစ်လို့ဗောနော်ဒီမှာမရှိတော့ဗောနော်ထည့်ပြရဖြစ်လို့ဗောနော်တကယ်ရရနေပြီလို့မှာဒီမှာထည့်ပြရမရှိဆိုလို့ရှိရင်တော့မြန်မာမြန်မာကိုရေးပြီးတော့မှာမြန်မာ Unicode ရွေးချယ်ပြရမှာဖြစ်ပါတယ်ဗောနော်အဲ့ဒီတော့ကျွန်တော်တို့ဒီမှာမြန်မာ Unicode ရွေးပွဲဆိုလို့ရှိရင်တော့မြန်မာ Unicode တစ်ချက်ထောက်ပြလိုက်ပါ ပြီးရင်တော့ဒီနေ့မှာ၃မှာဆွေးနေရလေကိုဆက်နေပြရဖြစ်ပါတယ်ဗောနော်ဆက်နေပြရလေပါဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းကဒီမြန်မာဆိုရှင်မဟုတ်ဘမဟုတ်တော့ပဲတဲ့မှာ unique code ဗောနော်သူပြန်ကြောက်ပေးတော့မှာပဲဖြစ်ပါတယ်ဗောနော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းကနေပြီးတော့မှစာရေကပြန်ပြီးတော့မှန်လာဖြစ်ပါတယ်ဗောနော်ဒီလိုလိုမှာစာမမှန်သေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းကိုပါဝါပိတ်လိုက်ပါပြီးရင်ပါပြောင်းဖိမ့်ပြီးတော့ပါပြတ်သုံးကြည့်ဖို့အတွက်ကြော်ကျပေးချင်တာဖြစ်ပါတယ်ဗောနော်ပစ္စည်းဖုန်းတွေကချက်ချင်းတူတာ ချက်ချင်းမပြောင်းပေးရတယ်ရှိရှိပါတယ်ပေါ့နော်ချက်ချင်းသူက Unicode ကိုမပြောင်းသေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့က for power pay ဖိလုပ်ပြီးတော့မှပြတ်သုံးမှာဆိုလို့ရှိရင်တော့ပြပြီးတော့မှအဆင်ပြေသွားမှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒီတော့ဒီတခြား Samsung ဖုန်းတွေလည်းဒီဒီညမှာ setting မတူတာတွေရှိတတ်ပါတယ်ပေါ့နော်အဲ့တော့ဒီအများအားဖြင့်ကျွန်တော်ရှာပြရမှာကတော့ဒီညမှာဘာစကားနဲ့မှလာရှာပြီးတော့မှဒီညမှာ Unicode ကိုကျွန်တော်တို့ကရွေးချယ်ပေးထားမှာပဲဖြစ်ပါတယ်ပေါ့နော် โอเคပြီးရင်တော့ကျွန်တော်တို့ကဒီမြန်မာ Unicode ရွေးချယ်ပွဲဆိုလို့ရှိရင်ကျွန်တော်ကစာကိုပြန်တုံးကြည့်လိုက်ပါစာမှန်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမြန်မာစာနဲ့ကျွန်တော်မတုံးကြည့်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ကနေပြီးတော့မှဒီအခြားပေါ့နော်အခြားဒီအင်္ဂလိပ်စာကိုပြန်ပြောင်းလို့မှထားရရပါတယ်ပေါ့နော်အရင်ဦးဆုံးကျွန်တော်ကစာမှန်အောင်အရင်လုပ်လိုက်ပါပြီးတော့မှကျွန်တော်တို့ကအင်္ဂလိပ်ဘာသာကိုပြန်ပြောင်းလို့မှတုံးမယ်ဆိုလို့ရှိရင်တော့အဆင်ပြေမှာဖြစ်ပါတယ်ပေါ့အဲ့လိုမဟုတ်ဆိုရင်တော့ကျွန်တော်ကအင်္ဂလိပ်စာပြောင်းမယ်ဆိုလို့ရှိရင်တော့ စာမှန်မဟုတ်ပါဘူးပေါ့နော်အရင်ဆုံးကျွန်တော်တို့က Unicode ကိုမြန်မာလိုပြောင်းပေးလိုက်ပါပြီးတော့မှအင်္ဂလိပ်စာပေါ့နော်ကိုကျတင်တက်တဲ့စာပြောင်းပြီးတော့မှသုံးမှဆိုလို့ရှိရင်တော့စာတွေကပြန်မှန်လာမှာဖြစ်ပါတယ်ပေါ့နော်ဒါကတော့ Samsung ဖုန်းတွေမှာပေါ့နော်ကျွန်တော်တို့ကမြန်မာစာမှန်အောင်ဘယ်လိုလုပ်အောင်ဆိုတာပေါ့နော်ကျွန်တော်တကယ်ချင်းတွေကိုပြန်လည်ကြားပေးကြရတာပဲဖြစ်ပါတယ်ပေါ့နော်အားလုံးပဲဆက်ကြရတဲ့ကြိုမျိုးလေးပါလေပြီးလို့ရှုပ်ပြီးရတဲ့အားလုံးကြည့်တင်ပါတယ်ခင်ဗျာ